မင်္ဂလာပါလို့ဥစွာပထမနှုတ်ကဆက်သားလိုက်ပါတယ်ဒီကနေ့ဥစဉ်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့နေတိကျလားဆုံးမစာအမှတ်စဉ်25အမှတ်စဉ်26အမှတ်စဉ်29တို့ကိုပြောပြပြီးသွားမှာပဲဖြစ်ပါတယ်အမှတ်စဉ်25ကဘယ်လိုဆိုထားတယ်လဲဆိုတော့တဏ္ဍ နာဒမနောတာဘဂရေသုစရိတာနိစဝန်စနင်စအဝမနံပန္တိတော်နဗကတယေလို့ဆိုထားပါတယ်ဘာကိုပြောတယ်လဲဆိုတော့လောကမှာတဲ့ဥစ္စာပြည့်ချင်းဒီ၎င်းနှလုံးပူပန်ချင်းဒီ၎င်းအိမ်၌မကောင်းမှုပြုခြင်းဒီ၎င်း မထီမဲ့မြင်ပြုခြင်းဒီ၎င်းပညာရှိသည်သင်ရှားမပြရာလို့ဆိုထားပါတယ်ဒီစကားလုံးကိုရှင်းအောင်ပြောရမယ်ဆိုရင်တော့လောကမှာပညာရှိတဲ့သူတွေကဥစ္စာပြည့်ချင်းဥစ္စာတွေပြည့်စည်အောင် မလုပ်ဘူးတဲ့မပြည့်ဘူးတဲ့အကယ်၍များ ဥစ္စာပြတ်သွားပြီဆိုရင်တော့သူ့မှာဖြစ်နေတဲ့အရာတွေကိုထင်ရှားမပြဘူးတဲ့နံပါတ်1ကနှလုံးပူပန်ခြင်းကို၎င်းတဲ့နှလုံးပူပန်မှုတွေလည်းမရှိဘူးတဲ့သူ့ပညာဉာဏ်နဲ့စင်ကျင်နေတဲ့အကိုရင်းများနှလုံးပူပန်စရာတွေရှိနေစေကြမှုအများပြည့်အောင် ထင်ရှားအောင်မပြဘူးတဲ့သူဉာဏ်ပညာနဲ့ထိမ့်နေစင်ကျင်တယ်တဲ့နောက်တစ်ချက်ကပါလဲဆိုတော့အိမ်နိုင်မကောင်းမှုပြုခြင်းတဲ့အဲ့ဒီအရာတွေကိုလည်းမပြုဘူးတဲ့အိမ်မှာလည်းမကောင်းတဲ့အရာတွေမပြုဘူးတဲ့နောက်တစ်ချက်ကမထိမ့်မြင်ပြုလုပ်တာတွေလည်းမလုပ်ဘူးတဲ့အဲ့ဒီအရာတွေကို ပညာရှိတဲ့သူတွေကမလုပ်ဘူးတဲ့ဘာလဲဆိုတော့ပြက်လောက်ဥစ္စာပစ္စည်းရာပစ္စည်းเจ้าတွေကိုမလုပ်ဘူးတဲ့မပြုဘူးတဲ့နှလုံးပူပန်ရာတွေကိုလည်းမပြုဘူးတဲ့မပြဘူးတဲ့အိမ်၌မကောင်းမှုတွေလည်းမပြုဘူးတဲ့ပြီးရင်နောက်ဆုံးတစ်ချက်ကတော့မထေမဲ့မြင်နေကိုလည်းမလုပ်ဘူးတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ကဒါဆိုရင်အမှတ်စဉ်25တလောက်ဆိုရှင်းသွားတော့ပါပြီ အမတ်စဉ်26ကဘာပြောထားတယ်လဲဆိုတော့ပတ္တ ानु ရူပကံဝကျံတဘာဝရူပကံပြီးယံအတ္တ ानु ရူပကံကောဒံယောဇာနာတိသဗန္တိတောလို့ဆိုထားပါတယ်။ဒါကိုပြောတယ်လဲဆိုတော့လောကမှာတဲ့အခွန်ရေးရောက်တဲ့နဲ့လျော်တဲ့ဇာကားကို၎င်းတဲ့ ကိုအားလျောက်ပတ်တော်ချစ်အပ်တော်သူတည်၎င်းကိုနှင့်တန်ယုံတော်အမျက်ကို၎င်းတဲ့အကျင်သူတည်တည်တတ်ဤတဲ့ထိုသူတည်ပညာရှိမြည်တယ်လို့ဆိုထားပါတယ်ဒီစကလုံးကိုရှင်းအောင် ပြောရမယ်ဆိုရင်လောကမှာတဲ့မိမိအခွင့်အရေးမိမိအရေးအခွင့်ရောက်တည်နေလျော်တဲ့မိမိပြောတဲ့ပြောထိုက်တဲ့ စကလုံးကိုပြောတယ်မိမိဒီနေရာမှာဒီစကလုံးပြောရမယ်ဒီနေရာမှာဒီစကားပြောရမယ်ပြောတဲ့နဲ့ဒီစကလုံးပဲပြောရမယ်ဆိုတာကိုသိတယ်နံပါတ်1မိမိကိုအားလျောက်ပတ်သောချစ်အပ်တဲ့သူကို၎င်းလူဆိုတာဘလောက်ပဲကောင်းနေစေကမူ ချစ်တဲ့သူဆိုတော့လည်းရှိပါတယ်ချစ်တဲ့သူရှိတယ်လို့မုန်းတဲ့သူလည်းရှိပါတယ်ဒါကြောင့်မို့ကိုယ်ကလျောက်ပတ်တော့ချစ်ရတော့သူကိုယ်ကတော့ဒီလောက်ဆိုပြည့်စုံတော့ပါတယ်နောက်တစ်ချက်ကကိုယ်နဲ့တန်ယုံသောအမျက်ကို၎င်းအမျက်ဆိုတာထောတာထောတာ ယနေ့ခေတ်မှာလောကလူသားတွေအားလုံးဒါမှမိတ်ဆွေဆွေတော်မျိုးတော်များအားလုံးအမြတ်ထွက်တတ်ကြပါလိမ့်မယ်ထွက်လိုက်ကြတာအမြတ်မိမိနဲ့တန်ဤမတန်ဤမစင်စားပါတချို့တွေကိုနဲ့တန်တာထက်ပို့ပြီးအမြတ်တွေထက်တတ်ပါလေကိုတန်တဲ့အရာတွေ ထွက်လွန်ပြီးတော့မလူလာအပ်တဲ့နောက်ဆက်တွဲတွေဖြစ်သွားတာတွေလည်းကြာခဲ့ပူပါလိမ့်မယ်။ဒါဆိုရင်အမြက်ကမိမိနဲ့တန်တလောက်ပဲထွက်ဘလောက်ပဲထွက်ရမယ်ဆိုသိတယ်တဲ့။ထို့တူဟာပညာရှိမိတယ်တဲ့။ဒီလိုဆိုထားပါတယ်။ပြောချင်တာကတော့ဘာလဲဆိုတော့စကားဆိုတာလည်းပြောတိုင်းမကောင်းဘူး။ပြောတင်တလောက်ပဲ။ ပြောရမယ်လို့ဆိုတာပဲဖြစ်ပါတယ်ထို့သူရဲ့နံပါတ်နောက်တစ်ချက်ကဘာကိုပြောလဲဆိုတော့အချုပ်ပြောရမယ်ဆိုရင်မိမိကိုလိုတဲ့လူရှိတယ်မလိုတဲ့လူရှိတယ်အဲ့ဒီအရာကိုလည်းခွဲခြားသိရမယ်လို့ပြောတယ်နောက်တစ်ချက်ကဘာပြောလဲဆိုတော့ကိုယ်နဲ့တန်နဲ့အမျက်ကိုပဲထွက်ရမယ်ထွက်တယ်ပြောတယ်အဲ့ဒီအရာတွေကိုသိတယ်အဲ့ဒီလိုသိပြီဆိုရင်အဲ့ဒီလူကိုပညာရှိကြီးတယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။ဒါဆိုရင်ဆုံးမစာအမှတ်စဉ်26ကိုရှင်းသွားလောက်ပါပြီ။ဆုံးမစာအမှတ်စဉ်26ကဘာဆိုထားတယ်လဲဆိုတော့အဒနတရတံခါရာအဘလဒဟဒရတအဘိညတဝကြကထအမတကသမအိမေလို့ဆိုထားပါတယ် ။ဥစ္စာမရှိဘဲနဲ့ရတာအစာကျတဲ့သူ။ခေါအားမရှိပါဘဲနဲ့အသက်အဘုတ်ကြိုက်တဲ့သူ။ပညာမရှိပါဘဲလေစကားလိုလာတော့သူတဲ့။ဤသူတို့ကသူယူနေသူတယ်လို့ဆိုထားပါလေ။အိဘေကိုရှင်းအောင်ပြောရမယ်ဆိုရင်တော့မိမိမှာဥစ္စာပစ္စည်းမရှိဘူ ဥစ္စာပစ္စည်းမရှိပါနဲ့ဘာပဲလျက်ရတာအစာအကျူတဲ့ပြောကျင်တာကတော့သူနဲ့သူ့ဆံမတဏာကိုဆိုတာပါပဲရှင်းရှင်းပြောရရအရတာကတော့အကောင်းကြိုက်တယ်ကောင်းပိတ်ညွန့်ပိတ်ဆိုတာတော့လူတိုင်းအလုံးကြိုက်ကြပါလိမ့်မယ်ဘလောက်ပဲကောင်းတာကြိုက်စီကမှုကို့မှာဥစ္စာမရှိဘူးဆိုရင် အဲ့ဒီလိုအယူပဲမိမိရိုးရိုးလေးပဲတွေးကြည့်ပါမိမိတို့နိုင်တဲ့ဟောမိမိမှာရှိထားတဲ့ဥစ္စာနဲ့မလျော်တဲ့အရာတွေလောက်ခဲ့လိုက်ပြီးလုံးမိလိုက်ပြီးဆိုရင်နောက်ဆက်တွဲမှာပင်ပန်းဆင်းရဲခြင်းတွေဖြစ်လာတတ်ပါတယ်ဒါကြောင့်မို့ ဥစ္စာမရှိဘဲနဲ့အစာကျူးတယ်ဆိုရင်အဲ့ဒီလူသူယူပဲတဲ့အဲ့ဒီအယူပဲယူလို့မလို့ကြိုက်တာအယူပဲဒီအောင်စိတ်မနှက်ဘူးဒီလိုဆိုတာပါပဲနောက်တစ်ချက်ကခွန်အားမရှိပါပဲနဲ့အတတ်အဖို့ကြိုက်တယ်ဆိုရင်အဲ့ဒီလူသူယူပဲအယူပဲတဲ့ခန္ဓာကိုယ်ကအာရှိတာမဟုတ်အင်းရှိတာမဟုတ် အာမရှိအေမရှိလှုပ်ချင်တော့တက်လိုက်ချင်းပုတ်လိုက်ချင်းတက်ပုတ်လိုက်ချင်းဒီလိုလေးတွေရှိပါတယ်တကြံပေါ့အာအမရှိပြင်းတဲ့အသက်ပုတ်လှုပ်ချင်တဲ့လှုပ်နေတဲ့ဆိုရင်အဲ့ဒါယူလို့ပဲတဲ့နောက်တစ်ချက်ကတော့ပညာမရှိပဲနဲ့စကားလိုလားတဲ့ဆိုရင်လည်းယူတာပဲပညာကမတဖို့မရှိဘူး အမလေးလိုလိုက်တာစကားပြောကျင်လိုက်တာဆုံးဖြတ်တယ်ပြီးကျင်လိုက်တာစတယ်ဖြစ်ပေါ်လေအဲ့ဒီလိုလုံနေမယ်ဆိုရင်အဲ့ဒီလူကယူလို့ပဲတဲ့အယူသုံးမျိုးပေါ်လေနံပါတ်၄ဗားလဲဆိုတော့ဥစ္စာမရှိဘဲနဲ့အစားအသောက်ကျူးရင်ယူလို့တဲ့ကိုယ်တိုင်းထအောင်မသိလို့ပါပဲ နမနိကခွန်အားမရှိဘဲနဲ့အသက်ပုတ်ကြိုက်နေမယ်ဆိုရင်လေယူလို့တဲ့နံပါတ်3ကပညာမရှိဘဲနဲ့စကားလိုလားတဲ့သူဟာလေယူလို့တဲ့အဲ့ဒီသူတွေကယူနေတဲ့သူတွေလို့ဆိုထားပါတယ်ဒါဆိုရင်ဆုံးမဇာနံပါတ်20အမှတ်29ကိုလေနားလည်တော့ပါပြီဒါကြောင့်မို့လောကလူသားအလုံးဓမ္မမိတ်ဆွေတော်မျိုးတို့များအလုံးတို့ဒီလည်းပဲ ယနေ့ယခုအချိန်မှစပြီး၍မိမိတို့သည်သင်သည်ထိုက်သောအရာများကိုသိအောင်လေးလာသင်ယူနိုင်ကြပါစေမိမိတို့လိုလားတောင်းတအတော်ရာများနှင့်လည်းတွေ့ကြုံတွေ့ဆုံကြရပါစေမိမိတို့မလိုလားမတောင်းတတော့အရာမှန်တမျှလည်းဘာတစ်ခုမှကိုယ်တိုင်လည်းမတွေ့ကြုံနားဝနိုင်တော့မကြရတော့ပုံပုံများဖြစ်ကြပါစေ ဘေးမျိုးမျိုးရန်အသွေအသွေတို့မှလည်းကင်းစင်ပပြောက်လွန်ငင်းကြပါစေလွတ်ကင်းကြပါစေလို့တောင်းစုပြုမေတ္တာပို့လိုက်ပါသည်အားလုံးမိသားစုဆွေတော်မျိုးတော်များအားလုံးဓမ္မမိတ်ဆွေများအားလုံးလောကလူသားတိုင်းအားလုံးဘေးမျိုးမျိုးရန်အသွေအသွေကပ်ဘေးအမျိုးမျိုးမှကင်းဝေးကြပါစေဗျာ